စကိုင်းဒေးလီကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စီအောင်လို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်တရင်အကြောင်းအရာကတော့ထိုင်းမြန်မာချစ်ကြည်ကထိန်အယံလူရန်ပွဲကျင်းပပြုလုပ်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ထိုင်းဓမ္မကာယဖောင်ဒေးရှင်းကျောင်းနေကာယကံမြေတာဖောင်ဒေးရှင်းကျောင်းတိုက်တို့ပူးပေါင်းပြီးထိုင်းမြန်မာချစ်ကြည်ကထိန်အယံလူရန်ပွဲအခမ်းအနားကိုဒီကနေ့အော်တိုဘာလ23ရက်နံနက်ပိုင်းက ကာယကံမြတ်တာဖောင်ဒေးရှင်းကျောင်းတိုင်းမှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။မြတ်သောဒါနဖြစ်တဲ့ကထိန်သင်္ကန်းအလူသည်တရင်ကျိုလာပြေကျော်တရက်မှာတစားမုံလာပြေနေ့အထိသာရရှိနိုင်ပြီးတနှစ်မှာတလားတလားမှာတရက်သေးသာကာလဒါနအခွင့်တူးကြီးပင်ဖြစ်ပါတယ်။ကထိန်အလူတော်ဆိုသည်မှာဗုဒ္ဓဘာသာဝင်များအတွက်ဖျားမှာစိမ့်ကျောင်းမှာသိမ့်သင်္ကန်းမှာကထိန်ဟုတင်စားခေါ်ဝေါ်လာအောင် အမျက်ဆုံးဒါနတစ်ခုပင်ဖြစ်ပါတယ်ဒါကြောင့်ကထိန်သင်ငယ်လူတန်းရခြင်းကြောင့်ဘဝတန်ရာတလျှောက်ကြီးမားသော အကျိုးပေးမှုများဖြစ်ပေါ်စေခြင်းခရီးသွားလာရရင်အတားအဆီးအနောက်အရှက်ဘေးအန္တရာယ်ကင်းကွာပြီး အလိုရှိရာအရက်တို့အလွယ်ကူစွာရောက်ရှိနိုင်ခြင်းပစ္စည်းဥစ္စာဆုံးရှုံးပျက်စီးခြင်းမှာကင်းဝေးပြီးလိုရာခရီးကို ပေါ်ပါချမ်းသာစွာ သွားလာနိုင်ခြင်း ဘေးဥပ္ပန်ရဲ့အစိတ်အတောင်နဲ့အစာရေစာရှာပါခြင်းတို့မှာကင်ဝေးပြီး စားကောင်းတောက်ဖွဲများ အမြဲတမ်းရရှိနိုင်ခြင်းအလိုရှိသောပစ္စည်းဥစ္စာများကို လွယ်ကူလင်းမြန်စွာရရှိနိုင်ခြင်းနဲ့မြည်သည့်အရက်ဒေသတို့ရောက်ရာအချမ်းအရည်များပေါများခြင်းအကြီးအကဲနေရာကိုရရှိခြင်းဟူသောအကျိုးများကိုရရှိနိုင်မှာဖြစ်တာကြောင့်ဒီကနေ့ထိုင်းဓမ္မကာယဖောင်ဒေးရှင်းကြောင့်နေ့ ကာယကံမြတ်တာဖောင်ဒေးရှင်းကြောင်းတိုက်တို့ပူးပေါင်းကထိုင်းမြန်မာချစ်ကြည်ကထိန်အယံလူရန်ပွဲကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါဗျ။